ပရိသတ်များအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ KK တွန်းကနေကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးကို YouTube မှာကြည့်နေတဲ့ဆိုရင်တော့ VPN လေးဖွင့်ပေးကြဖို့နဲ့ Facebook မှာကြည့်နေတဲ့ဆိုရင်တော့ Like and Share လေးပြုလုပ်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်ဖေးနောက်ထပ် Rudy ယူုံးလေးပူပူလေးရှိသေးတယ်ယူပါအိုးအမလီနေစားဆိုလို့ငါစားနေတာမဟုတ်ငါးချက်လောက်ရှိနေပြီလေသမီးရဲ့အခုထပ်ပြီးမကြွေးပါနေတော့ နေဖေးပိုက်ပြင်းနေပါပြီတကယ်ပါကဲလာရှိရဲ့တခါတလေတော့လေတွေးမိရင်ရန်ဝင်းနေရတယ်တနေ့ကျငါတို့သမီးလေးငါတို့ကိုထားပြီးအိမ်ကြီးအိမ်ကောင်းကိုရောက်သွားခဲ့ရင်လေငါတို့သမီးလေးမရှိပဲဘယ်လိုနေရပါမလဲအဖေသမီးဖေနဲ့မိကိုထားပြီးတော့ဘယ်ဦးမှမသွားပါဘူးသမီးတပွားလုံးအဖေရဲ့သမီးလေးအဖြစ်နဲ့ပဲနေသွားမှာသမီးမင်းကလေးဆိုတာတနေ့ရောလက်လွတ်ပေးလိုက်ရမယ်သူရပါပဲသမီးရဲ့ဘလောက်ထိပဲမိဘကိုချစ်တယ်ပြောပြောအချိန်တန်ရင်တော့အိမ်တော်ပြုတ်ပြီးတော့မိဘကိုခွဲသွားရမှာပဲလေ ဘလောက်ပဲကြီးကျယ်ခမ်းနားတဲ့အိမ်ကတမိဖြစ်နေုံတော့တနေ့ရောမိဘကိုထားခဲ့ပြီးတော့ထွက်သွားရတာပဲတီရောငါတို့ကငါတို့တမိလေးကိုဘလို့မြတ်လက်မထပ်ပေးပဲနဲ့နေနိုင်ရမှာလဲဟမ်ဖေရကြီးငါနားရတော့မကြည့်မိဘူးပဲကဲကဲလာရှိသွားကြစို့လေနောက်ကျနေပြီတမိအဖေတို့သွားတော့မယ်နော်အထက်ကနေတကားကိုတေးချပေးထားနော်ဟုတ်ပြီတနေ့မေညနေစာပါချက်ထားရမလဲပြုံးလေတမိလေးရေညစာဦးတော့ဘာမှမချက်နဲ့တော့ ဒီနေ့ညနေကိုရန်ကြီးသမီးမင်္ဂလာဆောင်ရှိတာမို့လို့အဖေတို့ပြန်လာမှအဲ့ဒီမှာပဲညစာတော့စားကြမယ်လေ။သမီးလည်းဆန်းသင့်လှုပ်ထားလိုက်ပေါ့။ဟုတ်သိပါပြီဖေ။ဒီလိုနဲ့ပဲသူတို့နှစ်ယောက်လည်းအီးရင်းမှာခက်ခိုက်တုံနေရင်းနဲ့နန်းတော်ကြီးစီကိုသွားလိုက်ကြပါတယ်။အဲ့နန်းတော်ကြီးကတော့ရင်းကိုလှပပြီးကြီးကျယ်ခမ်းနားကဗရန်ပကာကတော့အဲ့ဒီကဥယျာဉ်မှုဖြစ်ပါတယ်။ကေလာရှိကတော့ပကန်းခွက်တွေစီးကျော်ပြီးထမင်းဟင်းချက်ပြုတ်ရတဲ့အလုပ်ကိုလုပ်ကင်သူဖြစ်ပါတယ်။ အိတ်ကရရပတ်စံလေးနဲ့ပင်စင်းရတဲ့သူတို့မိသားစုလေးကနေထိုင်စားတောင်းနေရတာပဲဖြစ်ပါတယ်။မင်္ဂလာပါမိဖုရားကြီး။ဘယင်ကြီးရှင်မင်္ဂလာပါနော်။ဒီနေ့လာနည်းနည်းတော့နောက်တက်သွားတယ်ခွင့်လွတ်ပါရှင်။ကိစ္စမရှိပါဘူးကေလာရှိ။သွားပြီးတော့ညဉ့်ညဉ့်လေးလှုပ်ရှားရှိရာတွေကိုလှုပ်လိုက်။ရွှေငွေပကံနေနဲ့တောက်တော်ရီခွက်တွေကိုလည်းညစ်ပတ်နေပြီးအဲ့ဒါတွေအကုန်လုံးလည်းတက်ရှည်လှုပ်ထားပြီးရော။အရင်ဆုံးတော့မနက်စာကိုအရင်ပြင်ပေးလိုက်။တော်ရလီကအခုထိမနှက်စာမစားရသေးလို့သူ့ကိုအရင်ဆက်တိုက်ရမယ်။ ဟုတ်ဟုတ်ကဲ့ပါမိဖုရားကြီးရှင်။ဒါနဲ့ကေလာရှိလိမ်မြင်းမြတ်မိဖုကြောင့်ကိုဝင်သွားလိုက်ပြီးမိဖုကြောင့်မတော့ဆန်ရီစီရီစားတဲ့ရိတ်ခါရီအပြည့်ပဲဖြစ်နေပါရဲ့။ဒါနဲ့သူလိမ်မြင်းမြတ်စားတော့စရာတွေကိုချက်ပြုတ်ရင်းကမဖြစ်နိုင်မှန်းသိပေမဲ့လည်းသူသမီးလေးအတွက်စိတ်ကူးရင်နေပါရဲ့။ငါသမီးလေးလည်းဒီလိုနန်းတော်ကြီးမှာနေထိုင်တဲ့မင်းသားလေးကိုလူနဲ့ပဲလက်ထပ်ခွင့်ရရင်ဘလောက်တောင်ကောင်းနိုင်မလဲ။ဒီလိုသာဆိုရင်လေငါသမီးလေးလည်းအရန်ကိုပျော်ရွှင်ရမှာ။ဖះရည် ကျွန်မလည်းမဖြစ်နိုင်မသိပေမဲ့ဘာလို့လူမျိုးတွေဖြစ်ချင်နေရတာလဲကျွန်မလိုမျိုးပကံခွက်စည်းတဲ့သူရဲ့တမိနဲ့နန်းတော်ကမင်းသားလူသားနဲ့ကဘလို့လို့ပြီးတော့လက်ထပ်မေးဆိုတာဖြစ်နိုင်မှာလဲကေလာရှိလိန်တယောက်တည်းဒီလိုမျိုးရေးရပြောဆိုရင်းကပူပူနွေ့နွေ့စားတော်တီကိုပြုလုပ်ကမင်းသားလေးစီကိုသွားပြီးချပေးလိုက်ပါတယ်မင်းသားလေးရဲ့နန်းဆောင်မှာတော့ထိုင်ကုန်းလေးကရွှေနဲ့ကွတ်ထားပြီး စိမ်းတွင်းနဲ့စီချိန်ထားတယ်လို့နေရာတိုင်းကလည်းတဖိဖိတောက်ပါပြီးလင်းလန့်နေပါတယ်။မိသားလေးအတွက်တောက်စရာတွေရပါပြီ။စားစရာတွေလည်းရပါပြီရှင်။ကျေးဇူးပါအတော်ကယ်လာရှိ။ကျွန်တော်အတော်ကယ်လာရှိပြင်ပေးတယ်မနေ့စာအုပ်စားဖို့စောင့်နေရကြပြီ။ညနေဘက်ရောက်တဲ့အခါမှတော့သူတို့နှစ်ယောက်လည်းအလုပ်တွေပြီးပြီမို့လို့အိမ်ကိုပြန်လာခဲ့ပါတယ်။ပြီးတော့သူသမီးလေးနဲ့အတူတူသူတို့ရွာလေးကလူရင်သမီးလက်ထပ်ပွဲကိုသွားလိုက်ပါတယ်။ကဲပူရီပူပူလေးတွေယူလို့ရပါပြီနော် ကိုရီပသိယူမလဲ။အော်ဒီမှာငါတို့ရဲကိုမုံလေးနှစ်ချက်စီလောက်ထည့်ပေးပါဦး။ရမ်မကန်ကြီးလိုပြောလိုက်ကြကိုတော့ကောင်းလေးကမကြချင်အောင်ဆောင်းပြီးထွက်သွားပါလေ။အသီးနှံချက်ဘသူယူမလဲ။အသီးနှံချက်ပေးချက်။ဖေကောင်လေးရေငါ့ကိုလာပြီးနည်းနည်းလောက်ထည့်ပေးပါဦး။ဒီလိုမျိုးရမ်မကန်စားစရာတွေတောင်းနေတာကိုမြင်ကမင်္ဂလာပွဲကျင်းပတွေရန်ကြီးကရောက်လာပြီးတော့ပြောလိုက်ပါလေ။ကဲကြည့်ကြပါဦးကွာဒီလိုလူတွေကိုပဲအရှက်မရှိတဲ့သူတွေလို့ပြောကြတာပေါ့ သူမြမင်္ဂလာဆောင်မှာစားဖို့ကိုတမိသားစုလုံးလာရလားကွာပြီးတော့မြဘသူလာလာမုတ်ထဲခိုင်းနေလိုက်တာအရှက်ကိုမရှိဘူးအများတို့လူလူတွေကကျုပ်တို့စီမှာကြွေးတယ်စားစရာတွေကိုစားတော့မစားဘူးပဲနဲ့မြနောက်ကိုဖိတ်ရင်တော့မလာကြနဲ့ကြာလာဒီလိုမျိုးလူကြားထဲမှာအရှက်ခွဲခံလိုက်ရတော့မို့လို့ရမ်ကာလိန်အရင်ကိုဝန်နေသွားပါတယ်ရန်ကြီးမင်းငေါ့ကိုစိုးကလေးကမလာသေးခြင်းမဖိတ်နဲ့ဘောကွာဒီလိုမျိုးလူကြားတွေလာပြီးအရှက်ခွဲဖို့တော့မလိုပါဘူးငါဆင်းရဲတယ်ဆိုရင်တော့ငါမှလေကုန်တိတ်ခါတော့ရှိပါသေးတယ် ။အော်ရှိနေပါဦးမဲတိတ်ခါတော်တော်လေးအခုချိန်ထိကိုသမီးကိုလည်းအိမ်တော်ချမပေးသေးနိုင်ပဲနဲ့မြောင်။သမီးအွယ်မင်းကလေးတွေအကုန်လက်ထပ်ပြီးကုန်ကြပြီ။မင်းသမီးတယောက်ပဲအခုထိလက်မထပ်နိုင်သေးတာ။မင်းတို့မိဘဝေတရားမကြည့်နိုင်ရင်လည်းဘာလို့မြောင်မွေးထားသေးလဲ။မင်းတို့ကြောင့်ငါတို့ရွာပါတိတ်ခါကြရဲကွာ။တော်စံရန်ကြီးမင်းတော်လိုက်တော့မင်းကတကယ်ကိုမကောင်းနေသူပဲ။တိတ်တော့သမီးလေးလာကဲလာရှိတော့ကြစို့။ဒီနေ့မှာတော့တရားလုံးရှင်ပါအရှက်ခွဲခံလိုက်ရအောင်မို့လို့ သူတို့မိသားစုလည်းတညာလုံးအိတ်မပြောဘဲဖြစ်နေပါလေ။ဟမ်ဘာဖြစ်တာလဲရှင်ငိုနေရလား။ငါမငိုတော့ဘလို့နေရမလဲကေလာရှိရဲ့။အိမ်မှာသမီးမျိုးလေးရှိပေမဲ့ငါသမီးလေးကိုတော့ငါတို့ကောင်းကောင်းမထားနိုင်ပါလား။အခုငါတို့သမီးလေးကိုအကောင်းဆုံးအိမ်ရလူတွေနဲ့တွေ့ပြီးတော့လက်ထပ်နိုင်အောင်လုပ်ပေးဖျားစီမှာဆူတောင်းပါလေ။ဒါပေမဲ့လည်းဘသူကမှငါတို့ဆင်းရဲတဲ့အခြေအနေကိုကြည့်ပြီးငါတို့သမီးလေးကိုလက်ထပ်ဖို့မယွေးချေကြဘူး။ အမေဖေအမေတို့ငွေပေးထားတဲ့တမီးကတလောက်တန်ကောင်းတာ ው ဖေတို့ငွေကြီးကြီးအဆင်ပြေခြင်းရင်တမီးဖျားเจ้าမှတချင်းလိုက်ဆိုပေးမယ်လေမဟုတ်ရင်လည်းအိမ်မကလေးတွေကိုကျူရှင်ပြပေးမယ်မဟုတ်တာတမီးရဲ့ခင်ကြီးကလည်းကောင်းတာမှမဟုတ်တာ ው တမီးအလုံးမလုံးရပါဘူးအိမ်ထဲမှာပဲတင်တင်မွတ်မွေလေးနေပြီးလက်ထပ်ပါမနေ့ကအစားပြီးအဖေအလုပ်ကိုပူပြီးစူးစမ်းလုပ်မယ်ပကံဒီလေးတော့ရောက်မယ်ပြီးရင်တီချာပတ်စံစုပြီးငါတမီးကိုအဖေလက်ထပ်ပေးပါမယ် ီလိုနဲ့ရမ်ဘက်ကလည်းမနှစ်ဆဆုပ်ကိုအိယာကနေထပြီးဘန်တွေကိုသွားရောက်ပေမယ့်တရက်နှစ်ရက်လောက်ကြာမှတော့နင်းမကောင်းဖြစ်လာပါရဲ့။ဥဟုဥဟုယာရီငါမှတော့ခက်ခက်ခဲခဲနဲ့ဘန်တွေသွားခုပြီးတည်ထားရတာကိုအခုသွားမရောက်နိုင်ရင်ဒါရီအကုန်လုံးပြည့်စည်ကုန်တော့မှာပဲ။အဖေစိတ်မပူပါနဲ့ဒီနေ့အဖေစားတမိသွားရောက်လိုက်ပါမယ်။လူပြောပြီးရိုဂီတာလေးပန်းတွေကိုခေါင်းပေါ်ချင်းကဖျားချောင်းရှိကိုသွားလိုက်ပါရီ ဒီခါရော်ရီကောင်ကမာလေးတွေအားလုံးနဲ့သူ့ကိုကြွက်ကြည့်ကြွက်ကြည့်လုံနေကြပါတယ်။ပန်းလေးတွေဝေးကြပါပန်းလေးတွေလလဆဆနဲ့လှပတွေပန်းလေးတွေဝေးကြပါဖះပူဇော်ဖို့အတွက်ပန်းလေးတွေဝေးကြပါနော်။ဟမ်ဘာလို့ဖះเจ้าမှာဒီနေ့လလပပစီရင်ထားပြီးတော့လူရီစီကားနေရပါလဲ။ဟဲ့နီပြောရတာတကယ်ဟုတ်ရဲ့လားဟာဒီနေ့မင်းသားလေးကတကယ်ဖះเจ้าကိုလာမှာလား။ငါကတော့စောင့်နေရမောနေပြီ။ နေရလေနည်းနည်းတော့စိတ်ရှည်စမ်းပါငါတို့မင်းသားလေးကိုတွေ့ကြလို့လို့တညာလုံးမိတ်ဖဲစောင့်နေရတာငါတိချာတင်းရထားတာဒီနေ့မင်းသားလေးဒီလိုလာမှာတဲ့မင်းသားလေးကရုပ်ရည်ကလည်းအရင်ကိုချုံးမောပြီးတော့တပါးတွေဝတ်စုံနေသူ့မြင်းလေးကိုစီးလာမှာတဲ့ဟာငါတို့ဒါမင်းသားလေးကိုတွေ့ရရင်တော့အသက်ရှင်ဦးမယ်ဟိနောက်ထောင်ကြပါနောက်ထောင်ကြပါပြည်သူတို့ဘယင်ကြီးရဲ့တားတော်လေးဖြစ်တဲ့အင်းရှိဆန်မင်းသားလေးကြောက်ချီလာပါလေလမ်းတွေရှင်းထားကြပါလူတိုင်းလေလမ်းတွေကိုဖေးထားပေးမယ် အခုမှသိတဲ့ရိုဂီတာကတော့မဖယ်လိုက်နိုင်တော့မို့လို့မင်းသားလေးနဲ့သူ့လူတွေကပန်းတွေကိုဝင်တိုက်သွားပါလိမ့်ခွင်းတော့ပါဗျာကျွန်တော်မြင်ရအောင်ခမရပန်းတွေပြင်စည်းသွားရတာပါခမရဆင်ရုပ်ပြေးပါရင်နော်ရှင်ကဘလို့ထင်လို့လဲကျမအဆင်ပြေလားမပြေလားမမေးပါနဲ့ရှင်လိုမျိုးနန်းတော်လူတွေရတော့မွေးရဲရွှေစုံကိုကတ်ပြီးတော့မွေးလာကြလို့ဒီပန်းလေးတွေပြင်စည်းသွားတာဘာမှမဟုတ်တာပဲလို့ထင်ကြမှာပေါ့ဖေပါကျမလမ်းအနေဖေပေး ယောဂီတားရဲ့တွက်လက်ပြီးမဟုတ်မခံပုံစံကြောင့်မင်းသားလေးလေးမြင်းမြင်းချင်းမင်းသဘောကျသွားပါတော့တယ်။ပြီးတော့နေတိုင်းလူလူမြင်းစီးပြီးတော့ဖျားချောင်းကိုလာပြီးယောဂီတားစီးကဗန်းတွေကိုဝဲကဖျားမှာဆက်တာပါတယ်။တရက်မှာတော့မင်းတို့ကြည့်ရတာချမ်းနေတဲ့ပုံပဲ။မင်းအေးကြီးထဲမှာဆက်မရောက်နေအောင်လို့မင်းပန်းတွေငါ့ကိုရောင်းလိုက်ပါ။အားလုံးမဆိုဘလောက်ကြလဲ။ကြားပါရဲ့မင်းသားလေးကျမလုံးမလို့ကျမလုံးရမှာပါ။ရှင်ကကျမနဲ့တော့ဝေးဝေးနေပြီပါ။ရှင်ကျမကိုအားရလာပြီးတော့ကုညီပေးရတယ်ပတ်သက်နေ မဟုတ်တဲ့မျောလင်းချက်တွေကိုကျမထားနိုင်မိလိမ့်မယ်။အဲ့ဒါတွေကမဖြစ်နိုင်တာတွေကိုတွေးပြီးတော့ကျမဝမ်းမနေချင်ဘူး။ရှင်နဲ့ကျမနဲ့ကဘလို့မှပတ်သက်လို့မရတဲ့သူတွေပါ။ရှင်ကနန်းတော်ကြီးကမင်းသားလေးဖြစ်တယ်လို့ကျမကတော့ရဲကိုစင်းရဲတဲ့အင်အားသမီး။တကယ်လို့ရှင်ကျမကိုတကယ်ပဲစိတ်ရင်းနဲ့သဘောကျတယ်ဆိုရင်ဒီလိုတွေလာလို့မနေပါနဲ့။ကျမိဘတွေနဲ့အတူတူကျမရင်ကိုလာပြောလိုက်ပါ။ယောဂီတာလေးဒီလိုပြောပြီးထွက်လာခဲ့ပါရဲ့။ဒီခါမင်းသားလေးလည်းသူ့နန်းတော်ကိုပြန်လာပြီးသူ့မိဘတွေကိုဒီအကြောင်းတွေကိုပြောဆိုလိုက်ပါရဲ့။ နောက်ရမှာတော့သူဟာမိဘတွေကိုခေါ်ပြီးရွှေငွေလက်ဝယ်ရတနာလက်ဆောင်ပစ္စည်းတွေရင်အထင်းတော်ရင်နဲ့အတူတူသူတို့အိမ်ရှိကိုရောက်လာကြပါတယ်။ဒါကိုမြင်ပြီးရမ်မကလည်းအံ့ဩသွားပြီးပြောလိုက်ပါတယ်။ဟမ်မိဘယောက်ျားနဲ့ဘယင်ကြီးကဘလို့များကျွန်တော်တို့လူဆင်းရဲသားတွေရဲ့အိမ်ကိုရောက်လာရတာပါလဲ။ကျွန်တော်တို့တခုခုအမှားလုပ်မိတာများရှိလို့လား။အိုးမဟုတ်တာရမ်မကရဲ့ဒါနဲ့မင်းတို့မှာတမိလေးရှိတယ်ဆိုတာငါတို့မသိခဲ့ရပါလား။အခုငါတို့မင်းသားလေးဟာမင်းရဲ့တမိလေးနဲ့လက်ထပ်ချင်တယ်ဆိုလို့လာခဲ့တာပါ။ ဒီလိုသတင်းကောင်းကိုကြားလိုက်ရတော့မို့လို့သူတို့လင်မယားလေးအရင်ကဝမ်းသာသွားကြပြီးရမကမျက်လုံးလေးကနေဝမ်းသာမျက်ရည်တွေကြာလာပါတယ်။ဟင်ဖယောကြီးကဲလာရှိကဲလာရှိမင်းကြားလိုက်လားငါတို့သမီးလေးအတွက်နန်းတော်တွေကမင်းသားလေးကလာပြီးတောင်းရနေတာ रे ဖယောကြီးဖယောကိုရမ်းမေးကျေးဇူးတင်ပါတယ်။လာပါဗျာကြွကြပါဗျာကျွန်တော်တို့တင်းရင်လေးကနေပြီးတော့ကျူးစိုးပါတယ်။ဒီလိုနဲ့ပဲရမ်ကလည်းဘယင်ကြီးနဲ့မိဖုရားကြီးကိုအိမ်ထဲခေါ်လာခဲ့ပါတယ်။ ကျမတို့နားကိုမလဲတော့ဘူးဘုရင်မကြီးဘုရင်မကြီးကိုဘယ်နှမ်းမှထိုင်ကုန်ထားပြီးတော့ဘလို့များဧကခံပေးရမလဲကဲလာရှိနင်တို့ဘာနဲ့ပဲဧကခံခံငါကတော့ဝမ်းမြောက်ဝမ်းသာနဲ့စားမှာပါဒီခါကဲလာရှိလည်းသူတို့အင်ကကြံမြင်လေးပေါ်မှာပဲအားလုံးကိုထန်ခိုင်းလိုက်ပြီးအမြင်ဟာလိုဝါရီကိုလှုပ်လိုက်ပြီးအားလုံးကိုဧကခံလိုက်ပါတယ်မိဖုရားကြီးကျမတို့အိမ်မှာရွှေထိုင်ကုန်နေရွှေပကံခွဲရောက်တည်ဘာမှမရှိတော့ဒီလိုမျိုးဧကခံရတော့အားနာမိတယ်အိုးဟာလိုဝါရီပါလား ဟယ်လိုပါကျွန်တော်အကြိုက်ဆုံးပဲလေတီချောင်းအောင်စားမှာပေါ့ဒီလိုပြောပြီးအားလုံးလေးဝမ်းမြောက်ဝမ်းသာနေပြီစားလိုက်ကြပါရယ်ပြီးတဲ့အခါမှာတော့မိဖုရားကြီးလေးသူတို့ယူလာတဲ့တံပိုးကြီးပွားလေးကိုယောဂီသားကောင်းဘော်ကိုခြုံပေးလိုက်ပြီးရွှေငွေလက်ဝယ်ရတနာရီနဲ့မုံချူရီကိုကြီးကတောင်းရမွေးကိုစတင်လိုက်ပါရယ်ချွေးမလေးဒါငါတို့နန်းတော်ရဲ့လက်စစ်ကမ်းလာတဲ့အမွေပစ္စည်းအခုဒါနေ့အပိုင်းဖြစ်သွားပြီပြီးတော့အမြဲဆုံးငါတို့ချွေးမလေးဖြစ်လာပြီပါ ဒီခါယုဂီတာလည်းမိဖုရားကြီးကိုယူတည်ပေးလိုက်ပြီးအားလုံးပြီးကြတဲ့အခါမှာတော့မင်းသားလေးတို့မိသားစုတွေနဲ့ရဆောင်တွေအားလုံးကလည်းပြန်လာခဲ့ကြပါလိမ့်။ပြန်နေခဲ့ကြမှာစင်းရဲရမ်ဘကာရဲ့သမီးလေးယုဂီတာကမင်းသားလေးနဲ့ကြီးကျယ်ခမ်းနားစွာလက်ထပ်လိုက်ပါရယ်။ဒီခါမှာသူ့ရဲ့မိဘတွေလည်းပြောင်းလဲသွားတဲ့သူတို့သမီးလေးရဲ့ကန်တရားကိုကြည့်ပြီးပြောလိုက်ပါရယ်။ကဲတော်တို့သမီးလေးရေသမီးလေးရဲ့နန်းတော်ကြီးမှာချေရတဲ့မင်းသားလေးနဲ့တူတူအမြဲတမ်းပျော်ရွှင်နေပါစေလို့အဖေတို့ဆုတောင်းပေးပါရယ်။ အမေအဖေအမေတို့တမီအမေနဲ့တတိယနေမှာပါဒီလိုပြောပြီးယောဂီသားလေးမျက်မှောက်ကိုတက်လိုက်ခါမင်းသားလေးနဲ့အတူတူနဲတော်ကြီးကိုပျော်ရွှင်စွာနဲ့ပင်လိုက်သွားပါတော့တယ်ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်